မြတ်စွာဘုရားရဲ့အဆုံးမစကားအရအိတရဏဂုံတီးပြီး၅ပါးတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ွယ်တဲ့ဒီဖះလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ွယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ် လိုက်ရလို့ကိုဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအယုံပြုတ်ပြီးတော့ကိုဝဲတာဒီလိုဆိုလို့ပေါ့နော်ဘယလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်မြောင်ဆိုရသော်ဘုရားခုံတော်တွေကိုရည်စုပြီးတော့ကြောက်လို့ကိုဝဲတာလည်းမဟုတ်ဘူးနော်မျိုးယူ အစဉ်လာမှုကိုဝယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့ကိုဝယ်လက်လဘမျောပြီးတော့ကိုဝယ်တာလည်းမဟုတ်ဘူးလူတွေနှက်ကိုဝယ်တဲ့လူတွေလောက်တာခြေလေးကိုစားတဲ့အစာလေးနှက်ကိုအရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဘယ်တော့လာစားမသိရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးွားလေးအောင်မြင်အောင်မဆပေးပါလှုပ်ထတာကိုယ့်ဘာကိုလှုပ်တာသွားကျေးဇူးတင်တာတလွဲသွားကျေးဇူးတင်အဲ့ရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအိတ်နေအပင်ပန်းခံနေတယ်လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တန်နေတယ် အလုံးမလုံးလို့ရတာဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်းမှပဲနော်လက်တည်တဲ့မှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်းမလုံရင်ဘာမရဘူးလို့ပြောတာ သူပြောတဲ့စကားကသူသားတစ်ယောက်ရှိတယ်သူဝိဒနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့် Anuttaham Awayama Yatara Tukhan Dikisati Tuvira Tata Gisahi Minsa Tathewa Papayara Tupyara Shashani Anuttaham Sura so, Tetwa Chaja Malukhene Awayama Majusahvene no? Majusahvene ဒုက္ခယတ္တရာဒိကိစ္စတေချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတ္တထကိစ္ဆာဤမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်။ဘယ်နည်းအားမှမရှိဘူးဒါနော်။အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူး။လောရမယ်ကြိုးစားအဲ့ဒီလိုလောရမယ်ဆိုတဲ့ဝီရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတော့မဟုတ်ဘူးနော်။ လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆက်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကဒီဥစနာလောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရိစ္ဆာန်ဝင်နေသွားရင်တော်တော်နန်းတာတိရိစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုယ့်အကောဟောမခံနိုင်ဘူး မခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာအဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်တိတ်လာကြတာဖျားစီအဲ့ဒါလူနဲ့မခံနိုင်လို့ပဲအထက်နဲ့ကအဲခဏခဏဝင်ပူးနေရင်တော့လူနာကနတ်ဖက်ဖြစ်မှာပဲအဲ့ဒါတော့လူနဲ့ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနဲ့မခံနိုင်တဲ့တရားမင်းတို့လို့အမှန်တမ်း တကူကြီးတဲ့လက်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလောက်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါအလွန်အရေးကြီးတာပဲလုံးတင်လို့တတ်တာလောက်ကိုလောက်ရမယ်ဒါကြောင့်မို့၅ပါးတိလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါစို့ခုနက တရားဝဲအစမှာပဏ္ဍိပတာဝေရမဏိသိခာပရံသမာရိယမိလို့စောက်တီလိုက်တယ်။စောက်တီလိုက်တာသမာဒါနစေရနာလို့ခေါ်တယ်။ရှောင်ကျင်ပါမယ်လို့ဂရိကဝတ်ပြုတ်လိုက်တာ။ရှောင်ကျင်ပါမယ်။ဂရိဝတ်ပြုတ်ထားတာပဲရှိတယ်။အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်။အဲတွေ့လိုက်ပြီဆိုရင် ကိုလာကြိုက်လို့ဖက်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနရှောင်းကျင်မမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြလို့ तू ကရှောင်းလိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမန္တိပတ္တမရှောင်းပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုဖဲနဲ့ရှောင်းလိုက်ရအဲ့ဒီရှောင်းတော့မှ तू ကဒါတီလာလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ဘာဏတိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသဟာနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဝိရတိဖြစ်တယ်အဲ့ကြဆောက်တည်တော့ကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါးပါးသီလလုံးချက်လုံးချုံးလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် သီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေစင်တဲ့အမြတ်ကိုယ့်ကိုဆန်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာဝေသူမိစ္ဆာဆာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှင် စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်အဲ့ဒါလို့ကြည်နူးဝမ်းသာလာတဲ့ထိအောင်ကိုယ့်သီလကိုပြန်တွေးရမယ် ကုသီလာကိုကိုပြန်တွေးမှတီလာပို့အောင်တက်လာပြီကုသူတွေကတိုးလာအနုဘုဆိုရင်မတိုးငွေချေးဆိုတာတော့ကိုယ့်အိမ်ထဲမှာမိကန်တက်တာတဲ့ထည့်ပြီးတော့တော့ခတ်ထားလို့ရှင်ငွေ390ရာ390ပဲမတိုးဘန်တို့ကတော့အထာပြီဆိုလို့ရှင်တော့တိုးနေတာ အဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတူဘူးတဲ့သူကအတူမရှိဘူးအဲ့တော့အတူမရှိတာကြိုက်သလားတူးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တူးစေခြင်းတူးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာဝန္တာအာရဖြစ်အောင်တီလလေးစဉ်းခြင်းစဉ်းစားလိုက်တာနဲ့ဘဝတစ်ခုကလုံလောက်တဲ့အနေအထားမျိုးအထိရောက်နိုင်ပါတယ် ြည်လေ၅ပါးသီလတခုချင်းတခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမတာမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ဝန်တာတယ်လေ အဲ့ဒီနှလုံးချီတာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုတဲ့ကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တွေငြိမ်းလာတယ်တည်ငြိမ်မှုရလာ စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတတနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရတာသိတာမြင်တာဖြစ်လာဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေဟာဒီဘဝမှာပဲအေးတီလာဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာခုရတဲ့တန်ဖိုးကိုသိရညာတော့အဖြစ်ပြောလို့ရှိရင် ီလလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူး။သို့တော့ဘုရားဟောတာ။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတီလာရှိလို့ရှင် ီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။အော်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ရွသေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဘုရားဗဒဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကို လုံးရှိမယ်ဆိုရင်တော့အမတမဟိုကျေနပ်စရာကောင်းတဲ့အနေထားပဲ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တသန္နိယတနအတ္တသန္နိယတနဆိုမိမိကိုယ်ကိုဖရာတရားတန်ဃာတို့အနှင်းခြင်းအာအတ္တနာ ဗုဒ္ဓသာနေရတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအကိုရမရှိဘူးဖះကိုပဲအကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအကိုတယ်တခြားကိုအမကိုဘူးဓမ္မပရာယနောတရားသာလဲအကိုရရှိတယ်တခြားကိုအမကိုဘူးတန်ခပရာယနောတန်ခသာလဲအကိုရရှိတယ်တခြားကိုအမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပကမကမနတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမနာဆိုတာကရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်တန်ခါရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ်တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပလိပုံနာတထေးကြီးကတိတ်တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါအဟံဗုဒ္ဓတအန်တေဝါတိကောငါဖရာရဲ့တပည့်ပဲ ဘသူရဲ့တပည့်မှမခံဘူး90ဟာဖះပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘယ်သူမှဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူး ဒီဗုဒ္ဓဓမ္မတန်ခါကိုဒါလည်းလက်ဥချခြင်းယူသိပေးခြင်းရှိခိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယူသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာ လတ်လပ်ပါလိုခြင်းလို့ဘုရားကိုကိုးဝဲတာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးဝဲတာလားဆွေမျိုးတော်လို့ဘုရားကိုကိုးဝဲတာလားအေးမကိုးဝဲဘူးဆိုရင်ပဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှမှုကြောက်လို့ကိုးဝဲတာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒါလိုမဟုတ်ပဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်တဲ့။နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာ။ဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူး။ ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးွယ်ရင်လည်းပဲတရဏကုအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှိရင်လည်းပဲဟုတ်လား မအာစရိယအနေနဲ့ကိုးွယ်လို့ရှင်လည်းမရဘူးဘယကြောက်လို့မကိုးွယ်ရင်မင်းကိုးွယ်ရမယ်မကိုးွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမှတရဏဂုံတရားရောက်တယ်လို့ဒီလို စာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်နော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက် လိုအပ်တာတွေရှိတယ်။မပြည့်မစုံတဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံ ပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုခြားဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရာ ဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ